တပည့်တွေကိုနှစ်သိမ့်ပေးရတဲ့အစဉ်ပြေကြောင်ပြောလာတဲ့ခဏတာထိမ့်သိမ့်ခရရသူဆရာကျူရင်း ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အပြောမကောင်းလို့ရွာပြင်ရောက်ခဲ့ရတဲ့ဆရာကျိုးလေးကတော့တိတ်မကြခင်ကအပြောတစ်ခုကြောင့်ပဲဖန်းခင်ရတယ်ဆိုပြီးတော့ပရိသတ်တွေကြားမှာဟိုလိတကြောကြောဖြစ်ခဲ့တာလည်းဖြစ်ပါရစေ။ဆရာကျိုးလေးကတော့အပြောမကောင်းပေမဲ့စိတ်ထားကောင်းသူတယောက်ဆိုတာသူ့ရဲ့လိုရက်ကိုကြည့်ရသိနိုင်ပါတယ်နော်။သူကလူအများနဲ့ဆက်ဆံရတဲ့သူတယောက်တပည့်များစွာကိုအုပ်ချုပ်ရတဲ့ဆရာတယောက်မလို့အပြောမချိုနိုင်ပေမဲ့လူတိုင်းပေါ်မှာစိတ်ထားမှန်တဲ့ဆက်ဆံခဲ့သူတယောက်လည်းဖြစ်ပါရစေ။ကြည်လိုက်ရင်မျက်နှာထားမှာပြီးတော့ ော့ပြောချမ်းနေထင်ရပေမဲ့လက်တွေ့မှာတော့လူတိုင်းကိုကူညီပေးတဲ့သူမိဘကိုလည်းရိုသေကန်းဆိုင်သူတယောက်ပဲဖြစ်ပါရည်။ဆရာကျော်လင်းကတော့တပည့်တွေကိုအပြောချွချုံနဲ့မဆက်ဆံတတ်ပေမဲ့အောင်မြင်လင်းချောင်းပေါ်ရှောင်းအောင်လို့စွမ်းကုန်တိုးတင်ပေးခဲ့တာ။အောင်မြင်နေတဲ့နှုပညာရှင်တွေကတသက်သေပါပြီ။သူ့ရဲ့ကျေးဇူးတရားကိုသိလို့အမြဲတမ်းဥထိပ်ထားထားကြတဲ့နှုပညာရှင်တွေတောင်းရှိပါရည်။သူ့ရဲ့မြပြလုံးလာတဲ့တပည့်တွေထဲမှာမိုးဟေကိုအောင်ရဲလင်းနဲ့အေးချမ်းမောင်ကတော့ကျေးဇူးတည်တဲ့သူတွေဖြစ်နေမိကြပါရည်။မိုးဟေကိုနဲ့အောင်ရဲလင်းဆိုရင်လည်းဘလောက်ပဲနေမိကြပြီးတော့အလုံများများစ ီယာဂျိုလင်ကလှမ်းခေါ်လိုက်တာနဲ့မားရီဂျာကအရောက်ပြေးတဲ့သူပါအဲ့လိုမျိုးအောင်မြင်ပြီးတော့ကျေးဇူးတည်တဲ့သူတွေမွေးထုတ်ပေးနိုင်တဲ့ဆီယာဂျိုလင်ကတော့မကြခင်ချိန်ကဖန်ဆီးခံလိုက်ရတာမလို့လိုင်းပေါ်မှာဂရဲ့အတော်ထားခဲ့တာထိပါပဲအနုပညာရှင်ပေါင်းများစွာရဲ့ကျေးဇူးရှင်ဆီယာတရားမလို့သူ့ရဲ့တရင်ကပြိသက်ချာမှာဟိုးလေးတကြောကြောဖြစ်ခဲ့ရတာပါအပြောကျမ်းနဲ့ MNDR ဘတ်တော်သားဖြစ်နေမည်ကြီးတဲ့ဆီယာဂျိုလင်ကတော့မှန်နာတွေကိုပြောပြီးတော့ဝေဖန်ပြီးလို့ဖန်ဆီးခံလိုက်ရပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီလည်းဖြစ်ပါတယ်။ ဆရာကျွန်းလင်းရဲ့ဖန်ခင်ရတဲ့တရင်ကတော့ဇွန်လ9ရက်နေ့မှာထွက်ပေါ်လာခဲ့တာပါ။ဇွန်လ9ရက်နေ့မှာပဲလိုင်းပေါ်ကနေပျောက်နေခဲ့တဲ့ဆရာကျွန်းလင်းကတော့ဇွန်လ9ရက်နေ့မှာပဲဖန်စီထင်းထင်းခင်ရတဲ့ဆိုတဲ့တရင်ချိုထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါရည်။သူရဲ့ကောက်ကနေတင်ထားတာမဟုတ်ပေမဲ့နီးစက်သူချိုကတော့ဆရာကျွန်းလင်းဖန်ခင်ရတာတိတ်ကြရဲဆိုပြီးတော့တရင်တွေတင်နေတာပါ။ဆရာကျွန်းလင်းဖန်ခင်ရတဲ့ဆိုတဲ့တရင်ကြားကြားချင်းမှာပဲသူရဲ့ချစ်တဲ့တပည့်တွေကဝိုင်းပြီးတော့ဆူတောင်းပေးကြတာလိုင်းပေါ်မှာဘလူးပြောင်းအောင်ပါပဲ။တပည့်တွေကတော့ဆရာဖြစ်သူရဲ့တရင်ကြားကြားချင်းမှာမယုံနိုင်အောင်ဖြစ်ခဲ့ ဲ့ကြသလိုအမြင့်ဆုံးလို့ပေါ်ဆူတောင်းပေးခဲ့ကြတာလည်းဖြစ်ပါတယ်။တပည့်တွေကတော့လိုင်းပေါ်ကနေလေလူအများအသိအောင်ဆူတောင်းပေးခဲ့ကြသလိုတရင်လန်းပြီးတော့မိခဲ့ကြပြီးတော့ဆရာဖြစ်သူကိုအယံချစ်ကြတဲ့အကြောင်းတွေပလူပြန်အောင်ပြောခဲ့ကြတာလည်းဖြစ်ပါတယ်။တပည့်ကျော်တွေကတော့ပရိသတ်တွေနဲ့တူဆရာဖြစ်သူအန်နီယေကင်ကင်နဲ့အမြင့်ဆုံးလို့မြောက်ဖို့အတွက်ဆူတောင်းပေးရင်အယံချစ်တဲ့ဆရာဆိုပြီးဆရာဖြစ်သူဂျွန်လင်းပေါ်မှာထားတဲ့စိတ်ထားတွေကိုပြသခဲ့တာလည်းဖြစ်ပါတယ်။ ဘလူပြင်းအောင်ဆူတောင်းနေကြတဲ့စကားတန်တွေကြောင့်ဆရာကျော်လင်းကတော့ဇွန်လ9ရက်နေ့မှာနေအိမ်ကိုဖိကင်းကင်းနဲ့ပြောင်းလာပြီလေဖြစ်ပါတယ်။ဆရာကျော်လင်းကတော့ထိသိမ်းခင်ရကနေပြန်တော့လာချိန်မှာသူ့ဘောမှာဘေးတဘဲကကောင်းလေချက်လေးဆိုတာသိခဲ့ရပြီဆိုပြီးတော့ပြောလာခဲ့ပါပြီ။ဆရာကျော်လင်းကတော့သူပြန်လွတ်လာပြီဆိုတဲ့အကြောင်းကိုသတိပေးခဲ့တဲ့ပြပေကောင်းတွေကိုကျေးဇူးတင်ရတဲ့နှစ်သိမ့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ူကဆိုရှယ်မီဒီယာပေါ်မှာအရင်ချစ်တယ်ဆရာအရင်ချစ်တယ်ဆရာတို့ရေဆရာအဆင်ပြေရနော်ဆိုပြီးတော့ဟာတာနော်ပြီးတော့ပြောဆိုခဲ့တာလေးဖြစ်ပါ යි သူကဟာတာနော်ပြီးပြောဆိုလာပေမဲ့သူခက်ခဲကြုံနေချိန်မှာသူ့ဘော်ကိုဘယ်တပဲကောင်းလဲဆိုတာသိခွင့်ရတယ်လို့ဆိုပါ යි ဆရာဂျော်လင်ကတော့ပြောချုပ်ပြီးတော့ဟန်လုတ်ပြတိုင်းတကယ်ချစ်တာမဟုတ်ဘူးဆိုတာကိုသူ့ရဲ့ဖြစ်နေတသက်ပြလာခဲ့ပြီလေးဖြစ်ပါ යි ဟုတ်ကဲ့ပါခလိုဆွေဆာဝဲတရင်ကြောက်ရည်ပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့ဆွေဆာဆရာကောင်းတဲ့တရင်ကြောက်ရည်ကိုအချိန်နဲ့တပင်းကြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်